ဖျားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့မှမျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဆိုတဲ့နော် episode 6ကိုကျွန်တော်ဆက်ပြီးတော့မှဆင်ခြင်ဖို့အကြောင်းဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ပေတရုရဲ့အသက်တာလေးကိုကျွန်တော်တို့အတူတူကဆင်ခြင်ဖို့အတွက်အာပြင်ဆင်ထားပါတယ်ဆိုပေတရုကိုပထမဦးဆုံးဖခင်ရဲ့ calling ပေါ့နော်ဖခင်ခင်စပြီးတော့မှအာစ ဖယားနဲ့ထိတွေ့ပြီးတော့မှဖယားသူ့ကိုစပြီးစကားပြောတာနှုတ်ကပတ်တော်ဆိုတော့ဒါကြရှင်လူကခရစ်ဝင်ခန်းကြီးငားငယ်လေးမှာစကားတော်ပြတ်တော်ခါရည်နဲ့ရာရက်ကိုရွှေအောင်လို့ပိုက်ကုံကိုခြောက်ယူငားကိုအုပ်ဆန်းလို့ဟုရှိမုံအားမိန်တော်မူ၏ဆိုတော့ဒီကျမ်းချက်ကတော့အမြဲတမ်းဆိုဝင်ငားတဲ့သူတွေသုံးလေးသုံးထရှိတဲ့ဒါ ကျန်းစာပဲပေါ့နော်ဒါအရင်နာမည်ကြီးပါတယ်ဒီနေ့ရရက်ကိုရွှေဘိုက်ကွန်ကိုချငါ့ကိုအုပ်စမ်းလို့ဆိုတော့ကျွန်တော်အဲ့ဒီအခြေအနေလေးကိုတစ်ချက်ပြန်ပြီးတော့မှဆင်ခြင်ကြည့်တဲ့အခါမှာဒီစကားဖရားရဲ့စကားနှုတ်ကပတ်တော်ဒါ ው ပီထရုအနေနဲ့မျော်လင့်ပြီးမျက်မှောက်ပြုနိုင်မလားလို့စဉ်းစားတဲ့အခါမှာမဖြစ်နိုင်ဘူးလို့ကျွန်တော်တော့သုံးသပ်မိတယ်ဘာလို့လဲဆိုလို့ရှိရင် ော့ဒီအချိန်ဒီမတိုင်ခင်တော့ကပေတရုကသူကအစကတည်းကတန်ခါသေးဆိုတော့သူကဒီဂီနီဒရက်အိုင်ထဲမှာလာပြီးတော့မသူငါဖမ်းတာတညလုံးသူဖမ်းတာတော့သူရဲ့အဖော်ဒီယာကုပ်ယိုဟန်တို့လည်းပါတယ်တညလုံးသူဖမ်းတာတတကောင်းမှသူမရဘူးတညလုံးဖမ်းတာတကောင်းမှမရပဲနဲ့မှမနဲ့ကြတော့မှတဘောစိတ်ပြက်လက်ပြက်အချိန်နေဖြစ်နေတယ် ပိုက်ကုန်တွေကိုဆေးပြီးတော့မှလေနှစင်းရက်ထားတယ်။ဆိုအဲ့ချိန်မှာတောင်ပေါ်နေပြီးတော့မှသခင်ယေရှုဆင်းလာပြီးတော့မှသူ့လေကိုမှခွင့်တောင်းတယ်။ဒီကမ်းပေါ်မှာလူတွေရှိတယ်လူတို့ရှိတယ်နော်လူတို့9000လောက်ပေါ့ဒါယောက်ျားကြီးပဲမိန်းမနဲ့ကလေးမပါဘူး။ဒါတောင်းကနန်းကျော်လောက်လည်းများရှိမှလားမသိဘူး။ဆိုတော့သခင်ယေရှုကအိုင်ဘက်ကနေဆိုအိုင်ကနေလေတိုက်တယ်လေ။ နော်လေတိုက်တဲ့အခါမှာဒီကနေပြောလိုက်လေတင့်ပြီးမှအကုန်လုံးကြားရအောင်လို့ဒီလေကိုကန်းနေနည်းနည်းလေးခွာပြီးတော့မှလူတွေကိုဆုံးမဩဝါဒပေးတယ်ဆိုတော့မှနောက်ပြတ်တော့ပြောတယ်ပြောပြီးတော့မှဆိုတော့အဲ့ဒီဆုံးမဩဝါဒပေးနေတာဒီလေနှုတ်ကပတ်တော်ပဲဒါမဲ့ကြည့်ရတာအဲ့ဒီနှုတ်ကပတ်တော်ကိုစံစာထဲမှာမှတ်တမ်းတင်ထားတာမတွေ့ရဘူး ပေတရုလည်းအဲ့ဒါကိုလုံးဝစိတ်ဝင်စားတဲ့ပုံပေါ့။ तू ကဘာလဲ तू လုံနေလဲဆိုတော့ तू ပိုက်ကုံကိုပဲ तू ဆေးပြီးတော့မှကျွန်တင်နေအဲ့နေကငါတကောင်မှမရဘူးလို့ပြောတော့ तू ရန်စိတ်ပြက်လက်ပြက်နဲ့ဒါကဟိုနေ့ပြန်မှတွေတိပါနော်နေ့တိုင်းတနေ့တာလုံးပြီးတော့မှရလာတဲ့အရာလေးကိုစားတော့ရမယ်ဆိုတော့မိသားစုကြီးအတွက်ကိုလည်းစိတ်ညစ်နေတာဖြစ်မှာပေါ့ဘလို့မှနားရမလို့ ောက်တော့မှတခင်ယေရှုကဒီဝင်ငှားတဲ့အရာတွေကိုရက်လိုက်ပြီးတော့မှပေတရုဘက်ကိုတီးတန်းလှဲ့ပြီးပြောတဲ့စကားဖြစ်နေတယ်။ယင်းနဲ့ရရက်ကိုရွှေ့ပိုက်ကုံကိုချပြီးငါ့ကိုအုပ်ပေတရုဆိုအဲ့တော့သူကရှိမုံပေတရုမဟုတ်သေးသူနာမည်ရှိမုံဆိုဟာသူလန့်သွားတာဒါမဲ့ဒါကသခင်ယေရှုနဲ့ပထမဦးဆုံးသူ တွေ့ပြီးတော့မှသူ့ဖះအမိတ်ပေးတဲ့စကားပြည့်တယ်ဆိုတော့တွေ့ရတယ်အဲ့ဒီမှာပေတရုရဲ့နှလုံးသားကိုတော့မြင်ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အငယ်9မှာရှိမုန်ကရှိမုန်ကလည်းသခင်ကျွန်ုပ်တို့ဒီတညလုံးစူးစမ်းတော့လေတကောင်ကူများမရပါတို့ရရင်အမိန်တော်ရှိရင်ပိုက်ကုံကိုချပါမည်ဟုရှောက်လေ။သူ တညလုံးစူးစမ်းထားတကောင်းမမြအောင်ပြီးတော့ငါဖမ်းရမယ့်အချိန်မဟုတ်တော့တခင်ရှုပြောရခြင်းနေထွက်နေပြီငါဖမ်းတယ်ဆိုတော့ညပိုင်းဖမ်းတာတကယ်တော့ရှိမုံရဲ့တက်တာမှာဘလို့မတားဟိုမြုံလင်းလို့မရအောင်မျက်မှောက်ပြုလို့ရမယ့်အရာမျိုးမဟုတ်ဘူးဖြစ်နေတယ်ဒါမှမကြည့်နော်ပေတရုဘာလုပ်လဲဆိုလို့ရှိရင်နားထောင်လိုက်တာ တော့နားထောင်လိုက်တယ်ဆိုကြတဲ့လက်တွေ့လှုပ်ဆောင်ချက်ပါလာတယ်။လက်တွေ့လှုပ်ဆောင်ချက်ပါတယ်ဆိုကြတဲ့သခင်ရှုပြောတာကအမိန်ပေးတဲ့နေရာမှာ तू ကတိတိကျပြောတာရေနဲ့ရရက်ကိုရွှေ့ပိုက်ကုံကိုချပြီးငားတွေကိုအုပ်လို့ပြောတာ။တော်မင်းငားရကိုရမှာလို့ပြောတာ။ဆိုတိတ်တော်မှမျက်မှောက်ပြုတ်เสียမလို့เนาะဟိုတိတ်မြုံမြုံနေเสียမလို့ခါကြတဲ့ဖေကအဲ့ဒါမျိုးလေးလုပ်တယ်ဆိုကျွန်တော်တက်တာတည်းမှာ ဘလို့မှဒီနှုတ်ကပတ်တော်ဟိုမျောလင်းပြီးမျက်မှောက်ပြုလို့မရတဲ့အခြေအနေမျိုးမှာရှိနေတတ်ပါတယ်ဆိုတာမျိုးဆိုလို့ရှိရင်လေကျွန်တော်တို့ကဖျားစကားဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူလိုပဲကိုယ့်ရဲ့သိပါတယ်တက်ပါတယ်အဒီချိန်ငါဖမ်းရမယ့်ချိန်မဟုတ်ဘူးညတော့လည်းငါငါဖမ်းခဲ့တာပဲမရဘူးလေဆိုပြီးတော့မှကိုယ့်ရဲ့အသိဉာဏ်နဲ့ဖျားစကားကိုကန့်ထုတ်ပြဖို့မဟုတ်ဘူးလေ ပေတရုလို့ဒါမဲ့ကိုရောမိတ်နေဆိုရင်ကျွန်တော်လုတ်ပါမယ်ဒါကျွန်တော်တို့ဝန်ခံရမယ့်အရာဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုကိုရဲနှုတ်ကပတ်တော်ရှိတယ်ကိုရဲနှုတ်ကပတ်တော်ကကျွန်တော်တို့စီကိုရောက်လာပြီခုနပြောသလိုကျွန်တော်တို့ကိုရောပြောတဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အသိဉာဏ်နဲ့မှစဉ်းစားတဲ့အခါမှာဘလို့မှဖြစ်နိုင်ခြင်းမရှိဘူးလို့ထင်ရပေမဲ့ကျွန်တော်ဘာလို့ရမလဲဆိုဝန်ခံရအဲ့တော့ မျောလင့်မှာအဲ့ဒါမျက်မှောက်ပြုပါမမြင်ရပြီမလဲသိမှတ်ပြီးဆွဲလန်းမှာဆိုပေဒရုကနားထောင်နေဆိုကြရအဲ့ဒါတော့ရှိတယ်ဒါကသူတယောက်ထဲထွက်သွားပြီးတော့မှတယောက်တည်းမဟုတ်အာအန်ဒရီပါနိုင်တာပေါ့နော်ဆိုထွက်သွားပြီးတော့မှဘိုက်ကုံကိုရင်းနေရရက်ကိုချချပြောင်းဘိုက်ကုံကိုချတဲ့အခါဒါကျွန်တော်အားလုံးသိပြီသားပဲငါးရအများကြီးရသူ့ဘိုက်ကုံကပြေးတော့ပြေးထွက်တယ် တခုချင်းပြောထွက်တော့မယ့်အခြေအနေမျိုးဆိုတော့သဘောကဆက်ဆွဲလို့မရအောင်ဆက်ဆွဲလို့ရှိရင်အကုန်လုံးဆုံရှုံရအောင်မယ်ဆိုတော့ကမ်းမှာရှိတယ်ယခုယောဟန်လေးကိုလှမ်းခေါ်ပြီးတော့မှသူတို့ငားတွေကိုတင်ကြတဲ့ကောင်လေးနှစ်စင်းနှစ်လူမတက်ရတယ်ဆိုတော့တွေ့ရတာပေဒရုရဲ့ဖျားစကားပေါ်မှာနားထောင်ပြီးတော့မှဝန်ခံလိုက်တယ်ဒါပေမဲ့အဲ့ဒီခြေနေမှာတော့ခုနပြောလို့ညှော်လင့်လို့ရကောင်းရကြင်မှာရမှာ မျက်မှောက်ပြုလို့ရကောင်ရကြမှာရတယ်။ဒါမဲ့ပြည်သူဝန်ခံတယ်။ကျွန်တော်တက်တာတည်းမှာလည်းအဲ့ဒီအရာတိုင်းအသက်ရှင်တက်ဖို့လိုတယ်ဆိုတော့တွေ့ရတယ်။ဒါပြည်သူရဲ့ပထမဦးဆုံးဖခင်ကခေါ်ရင်းပြည်သူရန်လန့်သွားတယ်လန့်သွားတော့ဒူးထောက်ပြီးမှကျွန်တော်အပြစ်များပါတယ်။ဘာလို့သူဖခင်မှန်းတိသွားတာကျွန်တော်ပြစ်များပါတယ်ကိုရောကျွန်တော်ကျွန်တော်လှည်ရည်ရနေကိုရောထွက်သွားပြီးပါဆိုပြီးတော့ ကိုတော့ထပ်ပြီးပြောတဲ့စကားထပ်ပြောတဲ့စကားပေတရုဘာပြောလဲဆိုတော့ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိနဲ့သင်ဒီယခုမှစပြီးလူကိုဖမ်းတော့သူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့ဟိုအဲ့အပေါ်လေးမှာကျတော့ငယ်ရှစ်မှာပေါ့နော်ရှိမုန်ပေတရုသည်မြင်လျင်ယေရှု၏ပစ္စတော်ကိုဥတိုက်၍တခင်ကျွန်ုပ်သည်အပြစ်များသောသူဖြစ်ပါ၏ကျွန်ုပ်စီမှာ ကြွသွားတော့မူပါဘူးရှောက်လေဘာဖြစ်လို့လဲဆိုလို့ရှိရင်ငားတွေအများကြီးရတဲ့အတွက်ကြောင့်မဖြစ်တယ်အဲ့ချိန်မှာခုနပြောတဲ့သခင်ရှုသူ့ပြန်ပြောမကြောက်နဲ့မင်းကလူတွေကိုဖမ်းလို့ရတဲ့သူဖြစ်ဖို့အတွက်မင်းပြစ်စီမင်းငါနောက်လိုက်ခဲ့ပြောတဲ့အခါမှာပေတရုကလှေနဲ့ငားတွေအကုန်လုံးထားခဲ့ပြီးတော့သခင်နောက်ကိုလိုက်ခဲ့တယ်ဆိုတော့အဲ့ဒါပထမဦးဆုံးပေတရုကိုခေါ်ဆိုတော့အဲ့မှာ မိဟိုကလူတွေကိုမြားမယ်လူတွေကိုရဖို့အတွက်ဆိုဖခင်ကပိတုပေါ်မှာထားတဲ့အကြံစီဖြစ်တယ်ဆိုတာတွေ့ရတယ်။နော်ဒါဟိုဒါတပည့်တော်၁၀နှစ်ယောက်စလုံးသခင်ရှုကိုယ်တိုင်ခေါ်ခဲ့တယ်သူဖြစ်ပါလား။ဆိုတော့နောက်ထပ်အဖြစ်ပြက်လေးတစ်ခုကိုလည်းသွားရမှာဆင်ခြင်မိတယ်။ဒီလိုပဲအိုင်ထဲမှာပဲ။ဆိုတော့ဒါတရားတော်ဟောပြီးတော့မှတပည့်တော်တွေကလှည်နေရနေ အရင်သွားနှင့်တခင်ရှုကကြံခဲ့ပြီးတော့မှဒါခမီးတော်ဖျားနဲ့မေတ္တာရဖွဲ့တယ်ပြီးတော့မှသူကလိုက်လာဖြစ်တော့အိုင်ရတဲ့အိုင်ထဲမှာလေမသင့်တဲ့အတွက်ကြောင့်သူကရွက်နေသွားတာဖြစ်လိမ့်မယ်အဲ့တော့လှီရမသွားဘူးဒါပေမဲ့လှိုင်းရိုက်တယ်လို့ပြောတယ်နော်အဲကျန်းစာထဲမှာလှိုင်းရိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဟိုလှိုင်းတံကိုခံနေရတာပေါ့နော်လူလဲခံအဲ့ချိန်မှာ သခင်ယေရှုဟာအိုင်ပေါ်မှာလမ်းလျှောက်ပြီးတော့မှလာဆက်တော်ဖြန့်လမ်းလျှောက်ပြီးလာတဲ့အခါမှာအာဒီတပည့်တော်ဆင်းရဲအောင်တွေ့လို့တွေ့လို့ဘာဖြစ်လဲဆိုတော့ကြောက်တာတဲ့အာကြောက်ပြီးတော့မှစိုးရိမ်ညာအဲ့ခါမှာသခင်ယေရှုကပြန်ပြောရတယ်မကြောက်နဲ့ငါပဲလို့ပြောတယ်ငါပဲလို့ပြောတဲ့အချိန်မှာပေတရုဟာသူ့စီမှာ လမ်းမီးသခင်ကိုသူလမ်းပြောတဲ့စကားဒါလေးကျွန်တော်တို့ဟိုဖတ်ပြီးဖတ်ဖူးပါတယ်နော်ဆင်ခြင်မှုပါတယ်ဒါလေးပြန်ပြောမှ remind ပြန်လောက်တာပေါ့ရှင်မသေးခရုဝင်ခန်းကြီး74ငယ်28မှာပြည်သူကလည်းသခင်ကိုရမှန်လင်ကျွန်ုပ်ဒီကိုရထံတို့ရေပေါ်မှာလာရမည်ကြောင်းမိန့်တော်မူပါဟုရှောက်လျင်ဆိုတော့သခင်ရှု ကိုရောဟုတ်လားဖះသားမှန်တယ်နော်ကိုရောကိုရောဟုတ်တယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ရေးပေါ်မှာလမ်းလျှောက်ဖို့အခွင့်ပေးပါကျွန်တော်အဲ့ဒါကိုစဉ်းစားတယ်ဗျာပေတရုအလိုပြောတယ်ဘာအကျိုးရှိလဲဘာအကျိုးရှိလဲဒါပေတရုရဲ့ဆန္ဒပဲဆိုတော့သူတူဦးနဲ့တတ်ဆိုင်တဲ့ဖြစ်ချင်တဲ့အရာသဘောကဟိုကောင်းတဲ့ဘက်ကပြန်ကြည့်တော့လေဟောကသခင်တော်ရေးပေါ်မှာလမ်းလျှောက်နေတယ်ငါလည်း လမ်းလျှောက်ကြည့်ခြင်းနဲ့ဆိုတဲ့ဆန္ဒလေးဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ကြည့်ရတာဘာမှတော့အယူမရှိဘူး။အဲ့တော့ကျွန်တော်ပြောချင်တာဖျားပုံးထင်ရှားလားဆိုအနောက်ပိုင်းမှာတော့ထင်ရှားတဲ့ဥစ္စာလေးတော့တွေ့ရတယ်ပေါ့။ဆိုတော့အဲ့ဒီတော့တခင်ကလေအဲ့လိုမျိုးပေတုရဲ့ဆန္ဒရှိတဲ့အရာကိုလေ तू ဘာလုပ်ပြီးလဲဆိုလို့ရှိရင်လာခဲ့လောဟုမိတ်တော်မူငွေ29ကပိုင်းမှာ तू ဒီလိုပဲပြောတယ်။လာခဲ့ဆိုတော့ तू ဘာလုပ်လဲဆိုတော့ လမ်းလျှောက်လို့ရတဲ့ခွင့်ရှိတယ်။ဆိုတော့အဲ့ဒါလေးကိုစဉ်းစားတဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တတာထဲမှာလည်းတစ်ခါလေကျွန်တော်တို့ဖြစ်ချင်တဲ့အရာကျွန်တော်တိတ်လုတ်ချင်ပြီဆိုလို့ရှိရင်တခင်ကမလုပ်လဲဆိုလို့ရှိရင်လုတ်ခွင့်ပြဖို့အတွက်နှုတ်ကပတ်တော်ပြင်ဆင်ပေးလိုက်တယ်။ဒါပေမဲ့အဲ့ဒါသူ့ရဲ့အကျင့်စီရင်းမှာပါတဲ့အရာတော့မဟုတ်ဘူးဗျ။ကျွန်တော်တို့ဖြစ်ချင်တဲ့အရာ ဆိုပေတရုကအဲ့ဒါမျိုးလေးဖြစ်ချင်နေဆိုပြီးသူ့ရဲ့တကူကြီးတကာရစန္ဒကိုသခင်စီမှာတောင်းလိုက်တာအဲ့မှာနှုတ်ဘက်တော်ကပြောတဲ့အခါမှာသူမြင်နေရတဲ့ဥစ္စာတမြုံလင့်တာသူလေးလမ်းလျှောက်ချင်တယ်သခင်လိုပဲဘာတခင်ကိုပဲသူကြည့်မျက်မှောက်ပြုတ်တာဒါပေမဲ့အဲ့ဒါသူတကူကြီးတကာတော့ကျွန်တော်ခုနကပြောသူ့ရဲ့စန္ဒဒါပေမဲ့ တိတ်မကြဘူးဒါကျွန်တော်ကျွန်တော်တိတာပဲဆိုပြီးတော့ဒီလေဘောကဆင်း၍ယေရှုတန်သူရောက်အံ့တော့ကရေဘောမှာလှမ်းသွားဤသူလမ်းလျှောက်လို့ရတယ်ငွေ30ရောက်တဲ့ခါမှာလေပြင်းဒီကိုမြင်လျင်ကြောက်လန့်၍နှစ်မွန်းလူသည်ရှိတော့ကေမတော်မူပါသခင်ဟုဟစ်ကြော်လေယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကင်တော်မူလျက်ယုံကြည်အားနည်းသောသူအဘေကြောင့်ယုံမှားသောစိတ်ဝင်သည်နည်းဟုမိတော်မူ၏ ဆိုတော့အဒီဖြစ်ဖြစ်လေးကျွန်တော်သိပြီးသားပဲသူတခင်ကိုသူမျက်မှောက်ပြုတ်နေတယ်တခင်စကားကိုလှမ်းခဲ့လို့ဆိုတဲ့အရာကိုမျော်လင့်မျက်မှောက်ပြုတ်ပြီးသူတခင်ကိုတိတ်တိတ်ကြည့်ပြီးသွားတဲ့အခါမှာရှောက်လို့ရနေတယ်ဒါပေမဲ့သူ့ရဲ့မျက်မှောက်ပြုတ်ခြင်းကလှိုင်းတဘူးဘက်ကိုရောက်သွားတဲ့အခါမှာမြုပ်သွားတယ်ဆိုတော့ဒါဘသူဖြစ်ချင်နေရလဲဆိုတော့ပေတရုရှောက်ချင်နေရာ တခင်ကလာပါလို့ပြောတဲ့ဥစ္စာမဟုတ်ဘူးကျွန်တော်ထင်တယ်တခင်ကလာခဲ့စမ်းလို့တခင်ကစပြီး offer လုပ်တဲ့ဥစ္စာဆိုလို့ရှိရင်တော့ပေတရုမြုပ်ချင်မှမြုပ်မှာဒါပေမဲ့ဒါပေတရုဖြစ်ချင်တဲ့အရာဖြစ်တယ်ကျွန်တော်စဉ်းစားတော့လေခုနပြောလို့အရင်အကျိုးရှိတာမရှိဘူးဒါပေတရုရဲ့ဆန္ဒလေးပဲကျွန်တဲ့သူတွေမှာတော့အဲ့ idea မရှိဘူးဆိုတော့အဲ့ဒါတော့ချင်းဝန်းစရာကောင်းတော့ပေါ့ဒါပေမဲ့ तू ကသခင်ကိုကြည့်ပြီးတွားနေတဲ့အချိန်မှာတော့ okay တယ် တခင့်ကိုမကြည့်ဘဲလိုင်းတို့ကိုကြည့်တဲ့အခါမှာမြုပ်သွားတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုကိုခွင့်ပြုတဲ့အခါမှာဆိုတော့ကျွန်တော်တို့ဟာယုံကြည်ခြင်းနေရာမှာမျက်မှောက်ပြုပြီးတေချာသွားနေရင်တော့ဆက်လျှောက်လို့ရနေနိုင်တယ်ဆိုတဲ့သဘောဒါကိုရောမခေါ်ဘူးဆိုကိုရော offer လုပ်တဲ့ဥစ္စာမဟုတ်ဘူးကိုရောရဲ့ agency မဟုတ်ဘူးကျွန်တော်တို့ဖြစ်ချင်နေတဲ့အရာဆိုကိုရောအဲ့လိုခွင့်ပြုပြီးတတ်တယ်ဒါပေမဲ့အဲ့ဒါကိုလေနှုတ်ကပတ်တော်မှာတီတေချာသွားမယ်ဆိုလို့ရှိရင်တော့ရောက်သွားနိုင်တယ်အဲ့လိုမှမဟုတ်ရင်တော့ မြုပ်တက်တယ်ကျွန်တော်ရဲ့တပူကြီးတကာရဆန္ဒကိုပြောချင်တာဒါလေဒါပြည်သူ့အသက်တာတွေကတင်ယူစရာလေးတခုအာသင်ခန်းစာရတယ်ပေါ့နော်ဆိုတော့ဒါလေတွေ့ရတယ်ဒါပေမဲ့နောက်ဆုံးတစ်ခုကကြတော့ဆိုပြည်သူ့ဒါကျွန်တော်အလုံးတည်ပြီးသားပါပဲပြည်သူ့ရဲ့အသက်တာတွေမှာဟိုတခင်ရှုဘသူလေသူ့မေးတာမေးတဲ့အခါမှာအလုံးက အမျိုးမျိုးပြန်ပြိုးကြသူများတွေကပေါ့နော်သူများတွေဘယ်လိုမီးလေးလို့ပြောဘယ်လိုဘယ်လိုတွေးကြလဲဘယ်လိုပြောကြလဲဆိုတော့အမျိုးမျိုးသူတွေကြားတာကိုတပည့်တော်တွေပြန်ပြိုးကြတဲ့ချိန်မှာအဲ့ချိန်မှာသခင်ဒီပေတရုကပြန်ပြောတယ်ညာကိုရောဟာအသက်ရှင်တော်မူသောဘုရားသခင်ရဲ့သားတော်ခရစ်တော်ဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာသခင်ယေရှုကသူ့ကိုအဲ့ဒီမှာစပြီးတော့မှပြောတာပေတရုအဲ့ဒါမင်းရမင်း မင်းအသွေးအသားပြောတာမဟုတ်ဘူး။ဒါငါခမီးတော့ဖွင့်ပြလို့မင်းသိရတာ။အဲ့ဒီမှာတခါတယ်ပေတရုအတွက်ကိုဖခင်ကဗာပြီးလိုက်လေဆိုလို့ရှိရင်နှုတ်ကပတ်တော်ထပ်ပြီးတယ်။အဲ့ဒါကတော့ပေတရုပုံမှာထားတဲ့ဖခင်ရဲ့အကြံစီ။အဲ့ဒါခုနသူ့စပြီး calling ခံရကတဲ့ကိုကထားတဲ့အကြံစီ။လူကိုမြားတဲ့တဏှာလူတွေကိုရစီမဲ့သူဖြစ်မေဆိုတဲ့ ဲ့ဒီ calling နဲ့တဆက်တည်းပြောရရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။ကြောဘာပြောလဲဆိုတော့ခန်းကြီး16ငယ်18မှာငါဆိုဒီကသင်သည်ပေတရုဖြစ်ဤကြောက်ပေါ်မှာငါအသင်းကိုငါတိဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည်မနိုင်ရကောင်းကင်နိုင်ငံတော်ဤတော်တို့ကိုလည်းသင်အားငါပေးမည်သင်သည်မြေကြီးပေါ်မှာခြင်တော်မြတ်သည်ကောင်းကင်ဘုံ၌ခြင်အောင်ရရှိလိမ့်မည် မြေကြီးပေါ်မှာဖြည့်လွတ်သည်မြတ်ဒီကောင်းကင်ပေါ်၌ဖြည့်လွတ်လျက်ရှိလိမ့်မည်ဟုမိန့်တော်မူ၏ကြောဒီအကြောင်းအရာကဣပိရုပေါ်မှာထားတဲ့ဖခင်ရဲ့အကျင့်စီကိုဖခင်ကတခါလေသူ့ရဲ့နှုတ်ကပတ်တော်ကိုပြောပြတာဆိုအဲ့ဒီချိန်တော့ကတော့ကြုံထင်းနေပိရုကအဲ့ဒါကိုညှော်လင့်ပြီးမျက်မှောက်ပြုတ်ဖို့အတွက်သူတိတ်ပြီးတော့မှစဉ်းစားရလာတော့မသိဘူးကောင်းကင်နိုင်ငံတော်ရဲ့တော့မြို့ကပေးမယ်တိတ်လေသူနားလေချင်မှနားလေမှာ ပါလေးပေါ့လေလိုက်ပြီးစဉ်းစားရင်တကယ်တော့ကောင်းကင်နိုင်ငံရဲ့တော့ဆိုတော့ဒါအိမ်ဝင်ဒီတင်းစကားဆိုတော့မင်းဖြီးပေးလိုက်လို့ရှိရင်မင်းအိမ်ဝင်ဒီပြောလိုက်ရှိရင်အဲ့ဒီလူကလွတ်သွားမှာမင်းအဲ့ဒီလူကိုမပြောဘူးဆိုလို့ရှိရင်မင်းအဲ့ဒီလူချီနှောင်တာနဲ့အတူတူပဲသူကောင်းကင်နိုင်ငံဝင်ဝင်ရမို့ဒါကို तू ကပြောနေတာအဲ့ဒီအသင်းတီထောင်ရမယ်ဒါအသင်းတော်ကိုပြောတာမရဏနိုင်ငံရဲ့တကားမာနကဒီအသင်းတော်နိုင်ွင့်မရှိဘူး ဒါရီတခါတည်းစပြီးတော့မှဖခင်ပေတရုပေါ်မှာထားတဲ့အကျင့်စီကိုမင်းအကောင့်ထဲပို့ဖို့အတွက်လို့တယ်ဒီအရာကိုမင်းမျှော်လင့်ပါဒီအရာကိုမျက်မှောက်ပြုထားပါမင်းမသိသေးဘူးဒါပေမဲ့သိမှတ်ပြီးဆွဲလန်းမှာမမြင်ရသေးပေမဲ့ဒါကိုဘယ်လိုပြောချင်တာတကယ်လို့ဆိုကျွန်တော်ဒါသိပြီးသားပဲတော့ပေတရုဆိုတာတော့ပြည့်မှာပုံစံမျိုးမျိုးနဲ့ပြောင်းနေတာနောက်ဆုံးဟိုညင်းလဲညင်းလိုက်တာပေါ့နော် အဲချက်နှစ်ချိန်မတူမီသုံးချိန်မြောက်အောင်ညင်းမယ်လို့ပြောတဲ့အချိန်မှာ तू ညင်းလိုက်အိမ်မလေး तू စိတ်တကြစိတ်ပြတ်တာလေးတွေရှိပြီးမှနောက်တခင်ရှုရှင်မြတ်ထမ်းမြောက်တော့လေ तू ကြုံရညင်းပြီးသွားပြီဟိုကြားရတယ်ဒါပေမဲ့နောက်ဆုံးရှင်ပြန်ထမ်းမြောက်တဲ့အချိန်မှာတခင်ရှု तू ထပ်ပြီးတော့ဘာလုပ်ပေးလဲဆိုတော့ remind လုပ်ပေးတယ်ဘာလို့လဲဆိုလို့ရှိရင်ခုနပေဒရုပေါ်မှာထားတဲ့ဘုရားသခင်ရဲ့အကျင့်အစီကို main direction လွှဲနေတယ်နော်ဘာလို့ဆိုတော့ ဒီငားဒီကန်ထဲမှာပဲသူတို့အုပ်စုလိုက်ငားလာဖမ်းတာလေသူဥဆောင်တာအနောက်ကနေတတွေးလိုက်သွားတာအမယာကုတ်တို့ယိုဟန်တို့အန်ရီတို့တတွေးလိုက်သွားပြီးတော့မှမဲငားတွေဖမ်းပြီးတော့မှငားအများကြီးပြန်ရရပြီးတော့မှအဲ့ချိန်မှာကမ်းပေါ်မှာတခင်ရှုထိုင်ဆောင်တာထိုင်ဆောင်နေတာကတခင်ရှုအားလုံးကိုလေအခုထင်ရှားပြပြီးတော့မှဝင်ငားစရာရှိတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဘသူ့ကိုသူကထက်ပြီးတော့မှပြောနေတာလေဆိုလို့ရှိရင် ပေတရုကိုသူထပ်ပြီးတော့မှဒီရောက်ထပ်ပြီးပြန်မိုင်းလုပ်ခြင်းတာဒါကယောဟန်21ဒါကျွန်တော်သိပြီးသားပဲဂျွန်ခရစ်ဝင်ခန်းကြီး21အငယ်15မှာဟောနနေစာကိုစားကြသည်နောက်ယေရှုကယောနာဤသားရှိမောဤသူတို့သည်ငါ့ကိုချစ်သည်ထက်သင်သည်တာ၍ချစ်တော်ဟုရှိမောအရှိမောပေတရုအားမေးတော်မူလေဟုတ်ပါ၏သခင် ကိုရောကိုကျွန်ုပ်ချစ်ပါသည်ကိုကိုရောတည်တော်မူ၏လျှောက်တော်ငါတိုးတို့ကိုကြွေးမွေးပြုစုလောဟုမိန်တော်မူ၏အဲ့ဒါဘာလဲဆိုသူ့ပေါ်မှာထားတဲ့အကြံစီကနေလွဲသွားလို့တခုခုဖြစ်တိုင်းသင်ကလောကတွေကိုပြန်ပြန်ဝင်သွားဖို့အတွက်မလုံနဲ့နော်မိဟုံကခုနပြောထားတယ်လူကိုမြားတော့တခါဖြစ်မယ်ပြီးတော့မှ ကောင်းကင်နိုင်ငံတော်ရဲ့တော့အသင်းတိဆောက်မယ်နော်ပြီးတော့မှမင်းဒီမင်းချီနောင်ထားလို့ရှိရင်ချီနောင်မယ်မင်းဖြေလို့လို့ရှိရင်ဖြေလို့မယ်အင်းဦးဒီပြောလို့ရှိရင်ဟောသူတို့လွတ်ချင်းခွင့်ရမယ်ဆိုတဲ့ဥစ္စာတွေ remind ပြန်လုပ်လိုက်တာမင်းငါ့ကိုတကယ်ချစ်လားကိုလိုသိပါတယ်ချစ်တယ်ဆိုလို့ရှိရင်ငါတူတို့ကျွေးမွေးပြုစုဆောင်ရှောက်ပါတုံးချိန်တိတိပြောတာပြီးတော့စိတ်ပါနာတယ်ပြောတာ လူတို့စိတ်ပါနာတယ်လို့ပြောရတဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်အခုနပြောတဲ့ဒီအာစိတ်ထဲမှာပေါ့နော်သူစိတ်ထဲမှာနာကျင်ရတဲ့အကြောင်းအရာကိုရောငါ့ကိုဘာလို့တောက်ထက်ထက်ပြောနေရတာလဲဆိုတဲ့ဥစ္စာကိုသူကစိတ်ထဲမှာတွားပြီးတော့မှထင်မိလို့တကယ်တော့မဟုတ်ပါဘူးကိုရောကပီဒရူပေါ်မှာထားတဲ့အေဂျင်စီကိုထပ်ပြီးတော့မှ remind လုပ်ချင်တာထပ်ပြီးတော့မှ မင်းလမ်းကြောင်းမှားနေပြီငါဖမ်းနေတယ်ဆိုတာလမ်းကြောင်းမှားနေပြီမင်းသွားမင်းလမ်းဒီလမ်းဖြစ်တယ်ဆိုတာပြန်ပြီးဥတည်ပြီးတယ်အဲ့ဒီအကြောင်းမျှော်လင့်ပြီးမျက်မှောက်ပြုတ်တက်ဖို့အတွက်ပြန်ပြီးတင်ပေးလိုက်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ဘီလူအိတ်ကလေးကစပြီးတော့မှတိတ်တယ်ပြန်သွားတက်တယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာလည်းဖះပြောထားတဲ့အရာတွေကျွန်တော်မျှော်လင့်ပြီးမျက်မှောက်ပြုတ်ရမယ်အော်ဒါကတော့ personally ဖြစ်တာပေါ့နော် တော့ကျွန်တော်တယောက်ချင်းစီတိုင်းကိုလေဘုရားသခင်ကအကြံစီရှိဒါကြောင့်အဲ့ဒီအကြံစီကိုကျွန်တော်တို့မျှော်လင့်ပြီးတော့မျက်မှောက်ပြုပါဆိုတော့တခါတည်းကျရင်ကျွန်တော်လွေသွားတတ်တယ်အဲ့လိုလွေသွားတဲ့အချိန်မျိုးမှာလေဘုရားပြန်ပြီးတည့်ပြီးပါလိမ့်မယ်တခါလေကျွန်တော်ဖြစ်ချင်တဲ့အရာကိုတောင်မှဘုရားသခင်ကဖြစ်ခွင့်ပေးတယ်ဒါပေမဲ့အဲ့ဒီကျွန်တော်ဖြစ်ချင်နေတဲ့အရာကဘုရားရဲ့အကြံစီကမပါဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ကအဲ့ဒီကိုတောင်းထားတဲ့အရာကိုဖြစ်ချင်တဲ့အရာကို မျောလိမ့်မည်မျက်မှောက်ပြုပါဒါပေမဲ့ကိုဖြစ်ချင်တဲ့အရာတည်းဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါစေနော်ကျွန်တော်ခုနကပြောတယ်ပေတုရီဘိုလမ်းလျှောက်တယ်ဆိုတာကပေတုလာခဲ့ပြောလိုက်တဲ့ဖခင်ရဲ့စကားပေါ်မှာရက်တည်ပြီးသူကလျှောက်လို့ရသွားတာကိုတို့စစ်စစ်ကြည့်တဲ့အခါမှာလျှောက်လို့ရသွားတာကိုတို့မကြည့်ဘဲလိုင်းတစ်ဖို့ကြည့်တဲ့အခါမှာမြုပ်သွားတာဒါပေမဲ့အဲ့ဒါပေတုရဲ့ဆန္ဒဖခင်ကလာပါလို့ offer လုပ်တာမဟုတ်ဆိုတော့ဒါကကျွန်တော်သတိထားမယ် ျွန်တော်တို့ဆန္ဒကိုလည်းဖះဖြည့်ဆည်းပေးခြင်းတယ်ဒါပေမဲ့အဲ့ဒါအဲ့လိုဖြည့်ဆည်းပေးဖို့တော်တော့သူ့ကိုကျွန်တော်မျက်မှောက်ကပြုတ်သွားလို့သူ့စီရနေအချားနေရ focus လွဲသွားလို့မရအောင်ဒါလည်းသတိထားမှာပါဒါကြောင့်ဒီຢာလေးနဲ့အာညီကုန်းချုပ်ခြင်းပါတယ်ကျွန်တော်တို့အသက်တာထဲမှာဖះထားတဲ့အကျင့်စီရှိတယ်ကျွန်တော်တို့ပြောနေတဲ့နှုတ်ကပတ်တော်ရှိတယ်မျောလင့်ပြီးမျက်မှောက်ပြုတ်ပါ ကျွန်တော်လွေသွားလို့ရှင်တော့ဖယားသခင်ပြန်ပြီးတက်မှတ်ပြီးတဲ့အခါမှာအဲ့ဒီမှန်ကန်တဲ့လမ်းကြောင်းကိုပြန်သွားတတ်ဖို့အတွက်ဖယားရဲ့စကားကိုမျှော်လင့်ပြီးမျက်မှောက်ပြုပါလို့ငင်ငှချင်ပါတယ်အားလုံးပေါ်မှာဖယားခင်တာကြီးကောင်းချီးပေးပါစေ။